မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာရင်းနောက်ဆုံးရတဲ့တရင်များကိုဆက်လက်အစီအကံတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းအနေနဲ့မြောက်ရီမှတရင်မူဒူဘူမူကြီးတန်နိုင်တေခေါ်ဟိုင်းလက်တေတိုက်ပွဲရရရှိသောတရင်ဖြင့်တေဆုံခဲ့တော့လေမိသားစုကရောဂါဖြင့်တေဆုံဟုသတင်းဖြန့်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကရင်ပြည်နယ်မြောက်ရီခရိုင်နယ်တာဝန်ကျနေသည့်ဒူဘူမူကြီးတန်နိုင်တေခေါ်ဟိုင်းလက်တေတိုက်ပွဲရရရှိသောတရင်ဖြင့်တေဆုံခဲ့တော့လေမိသားစုကမူရောဂါဖြင့်တေဆုံသည်ဟုသတင်းဖြန့်လျက်ရှိသောမိတ်ဆွေဖြစ်သူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်အသက်42နှစ်အရွယ်ဒူဘူမူကြီးတန်နိုင်တေခေါ်ဟိုင်းလက် က်သေးသည်စစ်တပ်ကတို့အပတ်စဉ်55ကျောင်းစင်ဖြစ်ပြီးရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်နှစ်ရက်ကွက်တုမလာငါးလမ်းတွင်နေထိုင်သူဖြစ်ကြောင်းမြားရီတွင်တာဝန်ကျနေစဉ်တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့ပြီးဧပြီလ4ရက်နေ့ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း ရင်းနောက်မင်္ဂလာတုံကရင်တထောင်ဆစ်ဆေးယုံနဲ့တရောက်ကုသမှုခံယူခဲ့ကြောင်းသိရှိရသည်။ရင်းနောက်73ရက်ကြာဧပြီလ18ရက်နေ့တွင်သိဆုံးခဲ့ပြီးဧပြီလ19ရက်နေ့တွင်တကြိုးခဲ့ကြောင်းသိဆုံးမှုမှာတိုက်ပွဲတရားကြောင်းသိဆုံးခဲ့တော့လဲမိသားစုကမူယောဂကြောင်းသိဆုံးသည်ဟုပြောဆိုလျက်ရှိကြောင်းသိရှိရသည်။ သူကမိသားစုဘက်ကတော့ပြောတာကမုတ်ချိုအိတ်ရောက်ပြီးဆုံးနေပေါ့ဒါပေမဲ့တက်အတိုင်းဝိုင်းဘက်ကထွက်လာတာကတိုက်ပွဲမှာတန်းရရပြီးသေးတာတေရော့သူ့အခောင်းကိုမဘာသာဘုံကြီးရဲ့အခောင်းတဲကြရဲမိတ်ဆွေဖြစ်သူကရှင်းပြတယ်သေဆုံးချိန်တွင်စနေဟေမာဆိုမင်းနဲ့တမီးဖြစ်သူအိုပြေခင်တို့ကြံရင်ခဲ့ပြီးတမီးမှာစင်ကာပူရင်းနေထိုင်သူဖြစ်ကြောင်းသိရှိရတယ်သေဆုံးသွားသောဒုတိယဘုံမူကြီးတန်နိုင်ထေကဟိုင်းလက်ထေမှာထောင်ဆန်းစုကြီးနဲ့ NLD ကိုမုန်တီးသူဖြစ်ပြီး NLD စန့်ကျင်ရင်ထောင်ဆန်းစုကြီးကြောင့်တိုင်းပြည်ပြည်စီတွေ 免路路标速度偏长，对谁啊嘞？ ဆက်လက်ပြီး MNDAA ကလာရှိုးမြို့ပေါ် area ကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နှင့်အပြစ်ရထားရင်တရုတ်ကဂျာဝင်တပ်သည်အဖြစ်ပေါဝင်ဆောင်ရွက်ဟုတရုတ်အစိုးရပြောဆိုခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကိုကန့် MNDAA ကတင်ပိုက်ထားသောလာရှိုးမြို့ပေါ် area ကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နှင့်အပြစ်ရထားရင်တရုတ်ကဂျာဝင်တပ်သည်အဖြစ်ပေါဝင်ဆောင်ရွက်လျက်ရှိကြောင်းတရုတ်နိုင်ငံဂျာဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမစ္စတာခေါင်ဂျာခေါင်ကပြောဆိုသည်ရှမန်နေပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်လာရှိုးကိစ္စနှင့်ပတ်သက်၍တရုတ်နိုင်ငံဂျာပြောရေးဆိုခွင့် ရှိသူကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်တရုတ်နိုင်ငံအနေဖြင့်လာရှိုမျိုးတို့အပြစ်ကရဲစဲမှုစောင့်ကြည့်အဖွဲ့တစ်ခုဆေးလွှတ်လိုက်ပြီးစစ်တပ်နှင့် MNDA တို့အကြားအပြစ်ကရဲစဲထားမှုကိုစောင့်ကြည့်ရန်လာရှိုမျိုးပေါ် area ကို MNDA ကစစ်ကောင်စီထံသို့ချောမွေးစွာလွှဲပြောင်းရေးအတွက်တပ်တွေကံအဖြစ်စောင့်ကြည့်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုသည်တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံအချုပ်အခြာအာဏာနှင့်နယ်မြေတည်ထောင်ခိုင်မြေရေးကိုအလေးထားလေးစားကြောင်းမြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းများ၏ဆန္ဒနှင့်တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစ င်ကိုမြန်မာနိုင်ငံမှာမြင့်တင်ဖို့ဆောင်ရန်တရုတ်ကတက်ကြစွာပံ့ပိုးကူညီလျက်ရှိကြောင်း၎င်းကဆိုသည်မစ္စတာကောင်ချာခွန်ကကုမင်းငိန်ချင်၏တွေ့ဆုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအစိုးရနှင့် MNDA ရိတ်တဘောတူညီချက်များကိုအကောင့်ထည့်ဖို့နိုင်ရန်တက်သည့်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းသက်ဆိုင်သည့်နှုတ်ဦးနှစ်ဘက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငိန်ချင်၏တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံအပြုတဘောဆောင်သောအခမ်းအနားကိုချီးကျူးကျေးဇူးတင်ကြကြောင်းပြောဆိုသည် တရုတ်နိုင်ငံအနေဖြင့်နောက်တစ်ဆင့်ဖြစ်ကုမင်းငိမ့်ချင်းတွေးဆောင်ပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ရန်အတွက်ဆွေးနွေးပွဲများကိုလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငိမ့်ချင်းရင်းနှင့်တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောဆိုသည်ဆလာဘီဖေခုံတွင်စစ်ကောင်စီလက်နက်ကြီးကြောင့်ရှစ်နှစ်ရွယ်ကလေးများအပါအဝင်ဆစ်ဆောင်ရှစ်ဦးတိကြိုက်တရားရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မှာဂျမ်းဘက်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်အသက်၈နှစ်အောက်ကလေးငယ်ရင်းပါဝင်ဆစ်ရှောင်း၈ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရှမ်းတော်စစ်ဒေသကွယ် PDF အမှတ်၁ပြည်ဝသတင်းနှင့်ပြန်ကြားရေးတောင်ငန်ကမောင်းကိုပြောပါရယ် ဧပြီလ21ရက်နေ့နေ့လယ်ပိုင်းမှာဖေခုံမြို့အမှတ်9စစ်စင်ရေးကိုကဲမှုဌာနချုပ်ကနေလက်နက်ကြီး၁၀လုံးရှမ်းသက်ပြက်ခတ်ခဲ့ရန်ခေါင်းအင်းရွာတစ်ကိုကြားရောက်ပောက်ခွဲပြီးအရတားဆစ်ဆောင်တွေထိခိုက်ခဲ့ရလို့သိရှိရပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်အသက်40အရွယ်အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာအပြင်ထဏ်ရရှိခဲ့ပြီး၈နှစ်အရွယ်ကလေးငယ်၃ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ခေါင်းဤရွာကအရင်2022ခုနှစ်လောက်တုန်းကတော်လိန်အင်အားစုတွေစခန်းချခဲ့ဖို့ပြီးမယ်အခုမနေကြတော့ဘူးအဲ့ဒီတော့ငါလေခေါင်းဤတိုက်ပွဲလုပ်ချိန်မို့ပါတေကြတာကတော့သူတို့ကလူတို့ကိုရှမ်းသူလို့မြင်နေတော့ထူတာပါလလော့ဆယ်စစ်ကြောင်းထူတာမျိုးတော့မရှိသေးဘူးလို့ရှမ်းအောင်စစ်ဒေတာကွဲ PDF အမှတ်၁ပြွာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကမောင်ကိုပြောပါတယ်လနဲ့ကြီးတန်းကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုဖေကုံကျမ်းမရေးကဲစေ PKHC အဖွဲ့ကစေကူတမှုတွေလှူဆောင်ပေးရင်ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အမျိုးသမီးကြီးကိုလည်းစေယု ံပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီအနေနဲ့ငလျင်တန်းအကြောင်းပြကနိုင်ငံ내တွင်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာဒရုန်းနဲ့ဘုံကျဲတာစက်တက်လေဒီချတာတွေအပြင်လက်နက်ကြီးပစ်ခတ်တာတွေပါစက်တိုက်လှုပ်ဆောင်ခဲ့ပေမယ့်ရာအပစ်ခတ်ရဲစဲရေးကိုတော့အီရန်လ30ရက်နေ့တိဟန်ပြတိုးမြှင့်ထားပါဗျ။ အခုတခါတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တနင်္သာရီတိုင်းမှာတလားတွင်အရက်သား300ထံမှနေဖန်စီခံရပြီးဆက်နှဦးတပ်ဖြတ်ခံရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့မက်ရှလာအတွင်းစစ်ကောင်စီတပ်နဲ့လက်နက်ကင်ဖွဲ့ရဲ့ဖန်စီတပ်ဖြတ်မှုကြောင့်အရက်သား300ဦးသေဆုံးခဲ့ပြီး300ထံမှနေဖန်စီခံခဲ့ရတယ်လို့ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 တနင်္သာရီထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့မတ်လတလတွင်တနင်္သာရီတိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့ပြက်ခတ်တပ်ဖြတ်မှုတွေကြောင့်အရသားတွေသေဆုံးခဲ့ရတာပါ။တေဆုံးသူတွေဟာတိုက်ပွဲပြင်းထန်တဲ့တနင်္သာရီမြို့နယ်တိန်ခွန်ကျေးရွာတဝိုက်မှာစစ်ကောင်စီတပ်ကရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီးအများစုလက်နက်ကြီးပြက်ခတ်ခံရတာကြောင့်သေဆုံးခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်စစ်ရေးတင်းမာနေတဲ့တနင်္သာရီမြို့နယ်မှာအရသားပြည်သူရှေ့ဦးထိသေဆုံးခဲ့တယ်လို့ FV5 တနင်္သာရီရဲ့တာဝန်ရှိသူတို့ကတန်လွင်တိုင်းမှာ ပြောပါရယ်တဖက်မှာလည်းတော်လိုင်းအင်အားစုရဲ့တလန်ရှင်လေးကြောင့်ပလောမြို့နယ်ပြူစောတိကောင်းဆောင်တအူးနဲ့အုတ်ချုပ်ရီမှုတူတိတ်ဆုံးခဲ့တယ်လို့ဆိုပါရယ် ဒါပြင်စစ်ကောင်စီတပ်ကအရက်သားတွေကိုအကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးခဲ့သူလူဦးရေ334ဦးထပ်မံရှိခဲ့ပြီး63ပြန်လွတ်လာတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့၃နှစ်ကြာအတွင်းတနင်္သာရီတိုင်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ923ထပ်မံတိတ်ဆုံးခဲ့တယ်လို့ FE5 တနင်္သာရီကအစီရင်ခံစာအရသိရှိရပါတယ်ရှင်။ ရခိုဆက်လက်ပြီးတမ33ကနေမုံရဘက်ထွက်လာတဲ့စည်ရင်တန်းချပြတိုက်ခိုင်းစစ်သားတဦးသေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတမ33ကနေမုံရဘက်ထွက်လာတဲ့ဆဲအိုဆူရင်နံကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ PLDF အညာမိုင်းတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ညနေ4:00ခန်းကစကိုင်းတမ33ကနေမုံရဘက်လာတဲ့ စစ်တပ်ရင်းနှင်းရှစ်စီးကိုညောင်မြို့နယ်မုံရမန်းလေးလမ်းမိုင်းတနေရာရောက်ဈာဖြတ်တိုက်ခိုက်ခဲ့ရာဒုတိယမြောက်ကားပေါ်ကစစ်သားတို့ဦးကောင်းချီ TV ပွဲချင်းမိတိတ်ဆုံးသွားတယ်လို့သိရှိရပါတယ်။ ခွေးကားရန်းနဲ့တိုက်ဝဲဖြစ်တာဟုတ်တယ်။တကောင်သေးသွားတယ်။ပြီးတော့ကားရန်းကမုံရွာဘက်ကိုဆက်တက်သွားတယ်ပြလို့ဒေတာကန်တူကပြောပါရယ်။ဒီစစ်စင်ရေးကိုချောင်းမြို့နယ်ခြေဆိုင်ပမာလော့မြောက်ရီဒီမိုကရက်တစ်တပ် BLDF စစ်တေသား3တပ်ခွဲညာမိုင်းမှာရဲဘော်များကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေဘေးကင်းစွာပြန်ဆုံနိုင်ခဲ့တယ်လို့သိရှိရပါရယ်ရှင်။ဆလဘီအွန်လိုင်းလူလိန်လုပ်ငန်းတွေကမ္ဘာတဝန်ပြန့်နှံ့နေပြီလို့ကုလသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အွန်လိုင်းလူလိန်လုပ်ငန်းနဲ့ပဲနောက်ွယ်ရှိအာရှရာဇဝတ်ကိုင်းတွေဟာတောင်အမေရိကနဲ့အာဖရိကပါဝင်ကမ္ဘာတဝန်းတို့ပြန့်နှံ့လာနေပြီလို့ကုလသမဂ္ဂရဲ့အစီရင်ခံစာတရမှာတရေပေးထားပါတယ်။ အရှိတောင်အာရှမှာစိနစ်မှုတွေပြုလုပ်ခဲ့ပေမဲ့သူတို့ရဲ့လှုပ်ရှားမှုတွေကိုမထိန်းချုပ်နိုင်ခဲ့ဘူးလို့ကုလသမဂ္ဂကပြောပါတယ်။မကြသေးခင်နှစ်တွေကအရှိတောင်အာရှမှာထွက်ပေါ်လာခဲ့တဲ့ online လူလိန်ကိုင်းတွေဟာလူမောင်ကိုကိုမှုကတဆင့်ခေါ်ယူထားတဲ့အလုပ်သမားတွေကိုအတင်းကျပ်အလုပ်စေခိုင်းပြီးအခုတခါကမ္ဘာတဝန်းခြေဆံလာကြပြီဖြစ်ကြောင်းမူရင်းစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကပြောပါတယ်။ အရှိတောင်အာရှနိုင်ငံတွေကနှိမ်နှင်းမှုတွေပြုလုပ်ခဲ့ပေမယ့်လူလိန်ကိုင်းတွေဟာအရိဒေတာထက်ကျော်လွန်လှုပ်ရှားလာကြပြီးထိန်းချုပ်လို့မရဖြစ်နေတယ်လို့ကုလသမဂ္ဂကပြောပါရယ် ကင်းစာယောဂလိုပြန်နှံနေတာဖြစ်ပြီးအာနာပိုင်တွေကဒေသတစ်ခုမှာကုသလိုက်ပေမဲ့အရင်အမြင့်ကိုမရှင်းလည်နိုင်တဲ့အကြောင်းလုံဝပြောက်ွယ်မသားပဲတခြားနေရာတွေစီပြောင်းရွှေ့သွားကြတဲ့အကြောင်းအာရှနဲ့ပစိဖိတ်ဆိုင်ရာ UNODC ကိုယ်စားလှယ် Fanny Dehrman ကပြောပါရယ်ကမ္ဘာတဝန်းမှာကြီးကြီးမားမားအတိုင်းအတာနဲ့လောက်ကိုင်းနေတဲ့ online လူလိန်ကိုင်းတွေရှာနေချီရှိတယ်လို့လေးလာမှုတွေကဖော်ပြထားပါရယ် ကမ္ဘာတဝန်းရှိလူအများကိုဒုက္ခပေးနေတဲ့ online လူလိန်ခိုင်းတွေကိုနိုင်ငံအများစုကစူပောင်းပြီးပြင်းထန်တဲ့နှိမ်နှင်းမှုလိုအပ်နေပြီလို့ကိုစလေဟော့ဖ်မန်ကပြောကြားထားတာဖြစ်ပါရဲ့ရှင်။